ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စီးရင်လွန်လာတဲ့စရိတာကသူစူဆောင်းထားတဲ့ပစံလေးနဲ့တမိနှစ်ယောက်နေရှားနဲ့ပရိကိုမင်္ဂလာဆောင်ပေးလိုက်ပါတယ်နေရှားကဆွန်းနူးနဲ့အိမ်တောင်ကြပြီးချမ်းသာတဲ့အင်းကချွေးမဖြစ်လာပါတယ် အရိကတော့ရဝီနဲ့မင်္ဂလာဆောင်ပြီးစင်းရဲတဲ့အိမ်ကိုရောက်လာပါတယ်။နေရောင်လုံးကသူတို့အိမ်တွေမှာရန်ကိုပြုံးနေကြပါတယ်။ဟိုလီတကြံပွဲမရောက်ခင်မှာစရိသားကပြက်ကရင်ကိုကြည့်ပြီး"အော်ဟိုလီပွဲတော်ရောက်တော့မယ်။စေရက်ပဲလို့တော့တာပဲ။ဒီနေ့ငါသမီးတွေရဲ့ပထမဆုံးဟိုလီတကြံပွဲပဲ။သူတို့နှစ်ယောက်ရဲ့အိမ်ကိုတခုခုတော့လှုပ်ပြီးပို့ရမယ်။ငါမှလှုပ်ဖို့ပတ်စံလည်းမရှိဘူး။ဘာလုပ်ရမလဲ။တကယ်ဆိုရင် နှုတ်မလိုက်ကူကြီးရဇလေပြီးနမ်ကင်းအငံမောင် စာကလေးခွေအဲ့လိုပို့ကြတာငါမှအဲ့လိုပေးဖို့ပတ်စံလည်းမရှိဘူးအဲ့လိုစဉ်းစားပြီးစရိသားကသူ့စုသားတွေပတ်စံတွေကို ထုတ်ရည်ပါတယ်ငါမှပတ်စံလေး900စုမိတယ်တခြားမဟုတ်တောင်းသူတို့နှစ်ယောက်အတွက်ပစ္စည်းလေးတွေရလာမယ်နည်းနည်းစီမောက်လောက်ပြီးထည့်လိုက်မယ်အရင်ကြုံနှုတ်နဲ့စီနဲ့ဝယ်လိုက်မယ်သူတို့နှစ်ယောက်ကိုပို့ဖို့အစဉ်သင်လှုပ်လိုက်ပါအောင်မယ်လေစရိသားကသူ့ဝယ်လာတဲ့ဂျုံလေးစီရီနဲ့နန်ကင်ပူရီကြောက်တွေကိုကြော်လိုက်ပါတယ် နေရ3ရက်အကြာမှာတော့မုံနေကိုအိတ်ထဲထည့်လိုက်ပါတယ်။တတိချွေးမကတော့သူ့အိမ်မှာအိယာဘုံမှာဇိန်းနဲ့ထိုင်ပြီးပါစတာစားနေခြင်းမှာသူ့ရောက်ခမကလှမ်းခေါ်ပါတယ်။ဇိန်းလေးနဲ့ပါစတာစားနေတာကိုရောက်ခမကြီးကလှမ်းခေါ်နေတယ်။လာပြီးရောက်ခမကြီး။နေရှာကသူ့ရောက်ခမတစ်ချက်ခေါ်လိုက်တဲ့နေမိဖို့ကြောင့်လေးကိုရောက်လာပါတယ်။မိဖို့ကြောင့်မှာရောက်ခမကဒေအိုးကြီးကြီးထဲမှာဂူကြီးရီမုံချူရီလှုံနေပါတယ်။ရောက်ခမကြီးဘာတွေလုပ်နေရလဲ။မိဖို့ကြောင့်တစ်ခုလုံးလည်းပြည့်နေရပါပဲ။ အေးလာပြီးအလောက်လည်းကူပေးအောင်နောက်ဆက်ရက်နေဟိုလီတကြံမွဲရောက်တော့မယ်လေကူကြည်ရလေးကူလောက်ပေးအောင်ပါလူစာရီဒီဟိုစေမောင်ချိုတွေကလှုပ်ပြီးပြီအလုတ်သမားတွေကကူတော့လှုပ်ပေးပါရဲကွယ်ဒါပေမဲ့ကူကြည်ရကတော့နေမဲ့လှုပ်ရမှာကူကြည်ရတွေမကွဲစေနဲ့နော်ဟိုလီရောက်ဖို့အဝေးလို့သိတယ်လေအခုအစော်ကြီးဘာလို့လှုပ်နေရလဲဟိုလီနဲ့မှလှုပ်လိုက်လဲပြီးနေအောင်哦ဟိုလီနဲ့じゃတခြားအလုပ်တွေလည်းရှိသေးတယ်လေချွေးမအဲ့ဒီနဲ့ထမင်းဟင်းလည်းချက်ရမယ်လေ အဲ့ဒါကြောင့်မုံအချိုတွေအခုကတည်းကလောက်ထားဒီမုံလောက်တာ၄ရက်လောက်ကြာမှာဟုတ်ကဲ့ပါရောက်ခမကြီးဒါပေမဲ့အဲ့ဒီနေကြပါချက်ရမှာလဲရင်အလုတ်သမားတွေချက်လဲရတာပဲဟုတ်ပါတယ်ဒါပေမဲ့နေရပထမဆုံးတီအိမ်မှာဟိုလီဖြစ်တယ်လို့သူတို့ရဲ့လဲဟိုလီနေပဲလေအဲ့တော့သူတို့မိဘအိမ်ကိုအချိန်နဲ့ပြန်ချက်မှာပေါ့နေကိုနည်းနည်းပပကူပေးလိုက်မယ်ပူရီကလပ်ပဲဟင်းအကျော်ပပလာနှုတ်ခဲကျော်တဖက်ရီမုံတွေကနေမဲလောက်ရမှာ အဲ့ဒီနေရာဆေးရွက်ကြီးထက်ပြီးဖြိုရည်လဲလှုပ်ရအောင်ပါလေအမလီငါတော့သွားပါပြီတွေးထားတာပထမဆုံးဟိုလီပွဲမှာကောင်းကောင်းမွန်မွန်ပျော်ပါမယ်ပေါ့ငါတော့ဒီမှာရက်ခမကြီးကအလုပ်တွေပေးလိုက်ပြီလေးရလာအလုပ်လုပ်ရအောင်မယ်ပြီးဟိုလီနေ့ကျတခါထပ်ပြီးချက်ရအောင်မယ်ဟဲ့ချွေးမရင်ဘာတွေစဉ်းစားနေရလဲဟုတ်လှုပ်ပါပြီအဲ့ဒါနဲ့နေရှားကသူ့ရက်ခမနဲ့အတူ မုန်နေလှုပ်ပါတယ်လုံရင်လုံရင်အချိန်၄-၅နာရီကုန်သွားပါတယ်အမလီဖျားရီ ူကြီးရလှုပ်ရင်လှုပ်ရင်ငါတော့ခါကျိုးပါပြီဘယ်တော့ပြီးမှလဲအခုတော့ချွေးမရင်ဒီကူကြီးရလှုပ်ပြီးတဝက်ကို တကြားရည်တဲစိန်ရမယ်တချို့တဝက်ကိုအငန်လှုပ်ရမယ်တခြားအငန်မုံတွေလည်းလှုပ်ရအောင်မယ်ဟုတ်ကဲ့ပါရခမကြီးဒါပေမဲ့နှစ်ရက်လောက်နေဟိုလီအတွက်ရှော့ပင်းသွားမှာအေးပါသွားသွားရောင်းမကျမအတွက်ဟိုလီဒီရှက်လေးဝယ်လာခဲ့ပေးနော်နေကမျက်မှန်ရောပဲအရင်ဟာကျိုးသွားလို့လေအေးပါငါဝယ်လာခဲ့ပါမယ် အလို့ပြောပြီးနေရှားကသူ့ရောက်ခမနဲ့အတူ မုံနေဆက်လုံနေပါတယ်။ဥပမာပရီကလည်းဟိုလီအတွက်မုံနေလို့ကိုစဉ်းစားနေပါတယ်။ရောက်ခမကြီးအိမ်မှာထမင်းနှစ်နှစ်တောင်မနှဲကိုစားနေရတာ။သူ့အလို့ရှင်ကလည်းဟိုလီအချိန်မှာလောအားခမပေးတာတော်တော်လေးကိုအဆင်မပြေဘူး။ဟိုလီအတွက်ဘလို့လို့ပြင်ဆင်မှုတွေလုပ်မလဲ။ဟိုလီမှာဆိုကူဂျီရပါပလာလောက်ကြတာ။ကူဂျီရကျမတို့အတွက်ဆိုဈေးကြီးရပြောရမယ်။အယောင်တွေလည်းဝယ်ဖို့ပတ်သက်မရှိဘူး။ချွေးမကြီး ငါလည်းအဲ့ဒါပဲစိတ်ပူနေတာဘလို့များအဆင်ပြေပါမလဲလို့ပေါ့ပြီးတော့ဒါနေ့ရဲ့ပထမဆုံးဟိုလီနေ့အမေလည်းလာမှာမလားရောင်းမစိတ်မပူနဲ့ကျမတို့အိမ်မှာရှိတဲ့ဆန်တွေကိုပြုတ်လိုက်မယ်မြုပ်သီးမုံလေးထည့်ပြီးတော့နှဲလိုက်မယ်လေဟိုလီနေ့ကျကြောလိုက်တာပေါ့ဟုတ်ပါဟင်ငါမေ့နေတာအိမ်မှာအာလူး1ကီလိုရှိတယ်အာလူး1ကီလိုနဲ့ပါပလာလေးလှုပ်လိုက်မယ်ဟိုလီနေ့ဆို6သွားလောက်ပါပြီဟုတ်တယ်ငါအခုပဲအာလူးနဲ့ဆန်ပြုတ်ဖို့တဲထားလိုက်မယ်ကက်စပေါ်မှာမလုပ်တော့ဘူး မိသွေးနဲ့ပဲလှုပ်ကြမယ်။ချိမနဲ့ရောက်ခမကချက်ချင်းပဲရှုံနေပြီးဖို့လှုပ်လိုက်ပါရယ်။ရောက်မက အာလူတွေစံတွေစီပြီးတက်တက်စီပြုတ်ဖို့တဲလိုက်ပါရယ်။ပြုတ်လို့လေးပြီးသွားရောပပလာလှုပ်ဖို့အတွက်အဝိုင်းလေးတွေလှိမ့်ပြီးနေပူလှန်ထားပါရယ်။ရောက်ခမကြီးဒီမှာအကောင်းဆုံးပပလာဖြစ်သွားပြီ။ဟိုလီနေ့မှာလက်ဖက်ရည်နဲ့ဒီပပလာချကျွေးလိုက်မယ်။ဟုတ်တယ်ချိမကြီး။ဒီလိုနဲ့ရောက်ကမနဲ့ချိမကနေပူရဲမှာပပလာတွေလှမ်းလိုက်ပါတယ်။ နရက်လောက်အကြမ်းမှာတော့ရဝီကပရိလက်ထဲကိုပတ်စံနေရပေးခဲ့ပါတယ်။တောင်းမမာရီမကြီးငါပတ်စံတွေအများကြီးယူမလာနိုင်ဘူး။ယော့ဒီပတ်စံတွေမင်းကြိုက်တဲ့အယောင်တွေဝယ်လာခဲ့ပြီးတော့အယောင်စိုးတွေရေပြုတ်လေးတွေလည်းဝယ်လိုက်။ရေပြုတ်မဟုတ်ဘူး။ကျမရေပူဖောင်းဝယ်လာမှာ။အေးပါ။ဒီလိုပြောပြီးပရိကဈေးဝယ်ထွက်လာပါတယ်။ဈေးတွေမှာညီမဖြစ်သူတထင်းချင်းမှနေရှားကလည်းပစ္စည်းတွေဝယ်နေပါတယ်။ ဈေးကြီးတဲ့ရေပြုတ်တနက်တွေအကြောင်းစင်ရောက်ပါတဲ့စိတ်မုံတွေပိုလီတီရှက်တွေဝင်နေပါတယ်။စင်းရတဲ့ပရိကတော့စဉ်စားပြီးပစ္စည်းတွေဝင်နေပါတယ်။ဒီလိုနဲ့ညီမနှစ်ယောက်ကတယောက်နဲ့တယောက်တက်မိသွားကြပါတယ်။အမနှစ်ရှာနေကောင်းလားအားလုံးအောင်အဆင်ပြေရလားဒီနေ့အမအတွက်လည်းပထမဆုံးဟိုလီပွဲနော်။ဟုတ်တယ်ငါတော့ပစ္စည်းတွေဝယ်နေတာနေဝယ်ထားတာဘာမှလည်းမတွေ့ဘူး။လက်ထဲမှာအယောင်လေးနှစ်ထပ်ပဲတွေ့တယ်။အေးပေါ့လေ။နေရာဆင်းရဲတဲ့အိမ်မှာအိမ်အောင်ကြတာကို ဟုတ်တယ်မဒါပေမဲ့အခုတော့ကျမရှိတာလေးနဲ့ကြီးနှက်ပါတယ်ဒီလောက်အောင်နဲ့အများကြီးဝယ်ပြီးဘာလုပ်မှာလဲမျက်နှာမှာနည်းနည်းလေးလိမ့်ရမှာပဲ哦ဟင်းပစံမရှိတဲ့သူကတော့ဒီလိုပဲပြောမှာပေါ့ဩနေနဲ့ပြောနေရနဲ့မိတ်သွားတယ်ငါဟိုလီပွဲအတွက်အထူးစာရီအဖြူရောင်ဝယ်ရအောင်မယ်အဲ့ဒီစာရီနဲ့မှဟိုလီဆော့ရတာပူပြော်ဖို့ကောင်းမှလေအမ အခုမှမင်္ဂလာဆောင်ထားကစားရှိသေးတယ်အဲ့လိုအယောင်မရှိတဲ့စာရီမဝတ်ပါနဲ့လားနေကတော့လူချမ်းသာတွေပုံစံနားမလဲပါဘူး ထားလိုက်ပါလီရှားကရှော့ပင်ထွက်ပြီးအိမ်ပြန်သွားခဲ့ပါတယ်မနေ့အကြမ်းမှာတော့ဟိုလီနီကိုရောက်ရှိလာပါတယ်လီရှားကသူ့အိမ်မိဖို့ကြောင့်မှမုံမျိုးစုံ ချန်နေပါတယ်မောင်နှမနှစ်ယောက်ကတယောက်နဲ့တယောက်ပြန်လဲအယောင်တွေတုပ်ရင်းကစားနေကြပါတယ်အကိုညီမအောင်အမီလိုက်ဖမ်းအေးနေငါတကူလုံးကိုမနဲ့စောစောစီစီဆူရှဲအောင်လှုပ်လိုက်တယ်နော်နေမလို့ရူကြည့်နေနင်တို့ကလေးနှစ်ယောက်ကတော့ဘယ်ဟုတ်ပြေးမလို့လဲတအိမ်လုံးပေးချန်နေအောင်လုပ်မလို့လား ိမ်မှာအလုပ်သမားတွေလည်းမရှိဘူး။ချွေးမကြီးနည်းနည်းတော့တန်ရှင်းလှုပ်လိုက်ပါအောင်။ဧည့်သည်တွေလည်းလာတော့မှန်နဲ့တူတယ်။ဟုတ်ကဲ့ရောက်ကမကြီး။အေးပေါ့ငါလည်းဒီအိမ်မှာဟိုလီနဲ့သူတို့ဆော့ခဲ့တာတွေကိုတန်ရှင်းလှုပ်ဖို့ကြံနေတာ။ဒါတွေပဲလှုပ်ဖို့လှုပ်နေရတာ။လွန်ခဲ့တဲ့နှစ်နိုင်လောက်တည်းကချက်နေရတာ။အခုထိမပြီးသေးတာတမျိုး။အခုထိလည်းဘသူကမှဟိုလီအောင်မတော့ရသေးဘူး။ဘသူမှလည်းငါ့ကိုလာမတော့ဘူး။ငါရဲ့ပထမဆုံးဟိုလီကိုဆော့ဖို့ရောပေးကြအောင်မှလာမသိဘူး။ မိဖို့ကြောင့်မရောက်ခမနဲ့ချိမကမုံနယ်အတူလဖြစ်ရီရီအစင်းတဲ့လှုပ်ပါရီဒီချိန်မှာဆရီတာကတတင်းချိမနီရှာအင်ကိုရောက်လာပါရီမင်္ဂလာပါမပျော်ရှင်စရာဟိုလီနေ့ပါဆရီတာရော့နင်လည်းဒီဆေးရွက်ကြီးပါရဲဖြော်ရီတော့တားလေးရဝီရဝီရေကြည်ရတာသူတို့ပွဲတော်မှာအလုရှုပ်နေပုံရတယ်တခါတည်းနီရှာနဲ့ပဲတွားတွေ့လိုက်တော့မယ်ဇရီတာကနီရှာနဲ့တွားတွေ့ပါရီ နီရှာကဧသည်ရီကိုဧခံကြွေးမွေးရင်းရှုံနေပါတယ်။တမီးလေးနီရှာပထမဆုံးဟိုလီနေ့မှာဂုံပြုတ်ပါတယ်။ဟဲနေအခုချိန်ထိအရောက်တော့မစွန်သေးဘူး။လာငါတော့ပေးမယ်။ကျမအမေလက်နဲ့အရောက်အရင်မတော့နိုင်ပါဘူး။အရင်ဆုံးရဝီးစီယာနဲ့အတုတ်ခံမှာ။အေးပါဟုတ်ပါပြီ။အိမ်မှာအားလုံးနေကောင်းကြတယ်မလား။ငါလည်းစကားပြောရင်ပေးဖို့မိတ်သွားတာ။ဒီမှာပါပလာနဲ့အငံမောက်နေယူလာတယ်။အမေဒီလိုအလကားမောက်နေကိုသမီးအိမ်ကိုပေးဖို့ယူလာတာ။ အဲ့လိုဘသူကလှုပ်လို့လဲဘယ်အမေကဒီလိုလှုပ်လို့လဲအမေသိလားကျမတို့အိမ်ကအရင်ချမ်းသာတာဒီမှာတန်မိုးရှိရဲ့ကူကြီးရားတွေမောင့်ချိုတွေလှုပ်တာအဲ့လိုတန်မိုးရှိရာတွေမဝယ်ခဲ့ဘူးလားဒီမှာချောကလက်ကူကြီးရားမလိုက်ခဲလက်တူမျိုးစုံပဲအမေသမီးကိုတိတ်ခါကြောင့်လှုပ်နေလားဘာမှကျမအမေအိမ်ကလာတာမရှိဘူးလို့သဘောထားလိုက်မယ်ဘာမှမလုပ်ချင်ဘူးအမေတီးကသွားတော့နေရှာဘာလို့ဒီလိုစကားတွေပြောနေရလဲအဲ့တော့ဘလို့ပြောရမလဲ ဒီမှာကျမနဲ့ဟိုလီဆော့မဲ့သူမရှိဘူးကျမအကြိုက်ဆုံးပွဲကိုအမေတွားပါတော့ဒါသမီးအောင်နေထားခဲ့ကိစ္စမရှိပါဘူးဒီအောင်နေကျမပေးလိုက်တငယ်ချင်းနဲ့တူတူကစားမလို့နီရှားစကားကြောင့်စရိတာအရင်ဝင်နေသွားပြီးစင်းရဲတဲ့သမီးပရိရင်သွားခဲ့ပါရဲ့အဲ့မှာနီလန်းကချင်းတောင်းပြည်နေဒီပါဝလီပန်းတွေခူလာပါရဲ့ရှောင်းမကျမပါယူလာလဲကြည့်ပါအောင်မင်္ဂလာဆောင်တစ်ခုခုမှပို့နေတာအဲ့ဒါနဲ့ရှူလာတာအခုဒီပန်းတွေနဲ့ကစားရအောင်လေအေး ဒါအကြံကောင်းမယ်။လာအရှင်တယောက်နဲ့တယောက်အရောင်နဲ့တုတ်လိုက်ရအောင်။စင်းရဲတဲ့အိမ်မှာအလုံးကကိုစီတယောက်နဲ့တယောက်ရောင်နေတုတ်ပြီးကစားပါတယ်။သူတို့တွေပပလာကြော်ပြီးစားမလို့ပဲရှိပါသေးတယ်။စရိတာရောက်လာခဲ့ပါတယ်။အားလုံးပျော်ပျော်ရွှင်ရွှင်စော့နေကြတာကျမဖက်ကနေပျော်ရွှင်စရာဟိုလီပွဲလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။စရိတာအမောက်လည်းဆုတောင်းပေးပါတယ်။လာမုံနေစားပါအောင်ရှင်။ကျမတို့ကူကြီးရတော့လုံမထားဘူး။ ပါပလာနဲ့မုံနေတော်လှုပ်ထားတယ်။ကျမလည်းအငံမုံလှုပ်ထားသေးတယ်။ကောင်းလိုက်တာရောက်ခမကြီး။ကလေးတို့ရဲ့ပထမဆုံးဟိုလီပဲကစားကြပါ။ဘရီနဲ့သူ့ယောက်ျားကတယောက်နဲ့တယောက်ရောင်နေတုပ်ပြီးကစားနေကြပါတယ်။သူ့ယောက်မနဲ့တငယ်ချင်းတွေကလည်းစုပြီးကစားနေကြပါတယ်။ဒီပူပေါင်းနေနဲ့တယောက်တစ်ပြန်ပြစ်ပြီးကစားနေကြပါတယ်။ဘရီအိမ်မှာပျော်ပျော်ရွှင်ရွှင်ပဲဟိုလီစွန့်နေတာမြင်ပြီးစရီတာကငါသမီးအငယ်လေးကတော့ဒီဆင်းရဲတဲ့အိမ်မှာပျော်နေပေမဲ့ ငါသမီးကြီးကတော့ငါ့ကိုကောင်းကောင်းနဲ့နှုတ်မဆက်သလိုချမ်းသာသွားတာနဲ့စကားတွေလည်းမောက်မာသွားပြီပရီနင်အမတော့ဟိုလီလည်းမစော့ရအောင်လာသူနဲ့ဟိုလီစော့ဖို့သွားရအောင်ဟုတ်ကဲ့အမေရောက်ခမကြီးကျမခဏလိုက်သွားလိုက်အောင်မယ်စင်းရဲတဲ့အင်းကချေးမကရောက်ခမအိမ်မှာပျော်ရွှင်စွာဟိုလီကစားပြီးအမအိမ်လိုက်သွားပါတယ်အမအိမ်မှာအတူတူဟိုလီကစားရင်းနဲ့နေရှာလေးပျော်ရွှင်စွာပဲကစားရပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။